ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအလွန်မမနာကြီးတဲ့ပုံနာမျိုးကနေယဟန်ပြုတ်လာတဲ့ယဟန်900ရှိတယ်။အဲ့ဒါမြတ်စွာဘုရားကြီးကပိဋကတ်သုံးပုံကိုသင်လို့တက်မြောက်ပြီဆိုတော့သင်ကိုကမမနာကြီးတဲ့ပုံကိုယ်တွေဆိုတော့ဘုရားလည်းပိဋကတ်သုံးပုံကိုတက်တယ်ငါတို့လည်းပိဋကတ်သုံးပုံကိုတက်တယ်ဘာထူးလဲလို့ထင်နေတယ်။ဒီလားအဲ့ဒါနဲ့မြတ်စွာဘုရားကြီးကိုခါစားတာတွေတရားနာတာတွေတောင်သူတို့မလုပ်တော့မမနာတွေခံနေတာပေါ့ အဲ့ဒီမှာမြတ်စွာဘုရားကတိတော်မူမြင်တော်မူလို့အဲ့ဒီယဟန်900ကိုခေါ်ပြီးတော့မူလပရိယာယတုတ်တန်ဆိုတဲ့တုတ်တန်ကြီးအလွန်ခက်ခဲနေတဲ့တုတ်တန်ကြီးတခုခေါ်တယ်။တလုံးမှအဲ့ဒီယဟန်လေးနားမလဲဘူး။ဘာဖြစ်လို့နားမလဲတာလဲဆိုတော့မြတ်စွာဘုရားကပရိယံနဲ့နားမလဲအောင်ကိုဟောလိုက်တဲ့သဘောပါပဲ။မမာနကြာသွားအောင်လို့။ဘုရားဆိုတာဘာလဲ။တာဝကဆိုတာဘာလဲဆိုတာကိုကွဲပြားသွားစေခြင်းလို့။အဲ့ဒီမှာအဲ့ဒီယဟန်နေရဲ့မမာနကြာတယ် အဲ့ဒီတရားကိုလည်းနားပြီးတော့သူတို့မှဝမ်းသာတဲ့စိတ်မဖြစ်ဘူး။ဘာလို့ဝမ်းမသာအောင်ဆိုနားမလဲလို့ပဲ။ဒါကြောင့်အဲ့ဒီတုတ်တံမှာထူးထူးဆန်းဆန်းပဲတရားဒေသနာကြီးအဆုံး၌ရဟန်းတော်တို့သည်ဝမ်းမြောက်ခြင်းမရှိကြကုန်တဲ့အဆုံးသတ်ထားပုံလေးကဟုတ်လား။ဒီပြန်တုတ်တံလေးဆိုရင်မြတ်စွာဘုရားကြီးတရားအဆုံး၌ရဟန်းတော်တို့သည်ဝမ်းမြောက်ဝမ်းသာနာခံကြကုန်ဤလို့အဲ့လိုလေးအဆုံးသတ်တာကိုဟုတ်လား။ဝမ်းမသာဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့နားမလဲလို့။နားမလဲရင်ဝမ်းမသာဘူးဟုတ်လား။နားလေမှဝမ်းသာတာ။ အဲ့ဒီမှာမြတ်စွာဘုရားကိုရဟန်းတော်တွေကဒီယဟန်း၅ရဲ့မမနာကိုမြတ်စွာဘုရားမူလပရိယရာတုတ်တန်ကြီးကိုဟောပြီးတော့ချိုးနေတယ်ဆိုတာကိုပြောကြတော့မြတ်စွာဘုရားကဒီဘဝသာနေဒီယဟန်း၅ရရဲ့မမနာကိုငါချိုးနေခဲ့တာမဟုတ်ဘူးအရင်ဘဝတုန်းကလည်းပဲငါချိုးနေခဲ့ဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့မူလပရိယရာဇတ်ဆိုပြီးတော့ဇတ်တော်လေးတခုခေါ်တယ်အဲ့ဒီဇတ်တော်လေးကိုဦးဇင်းတို့အချင်းချုပ်ပြောပြမယ်နော်တခုသောဘဝတုန်းက ဦးဇင်းတို့ရဲ့ဖရာလောင်းကြီးကတိတာပါမောက္ခဆရာကြီးတရားဖြစ်တယ်။အဲ့ဒါဒီနေ့တော့တစ်ချိန်မှာတော့ဟိုပုံနာလူလင်900မမနာခက်ထန်တဲ့ပညာလဲတက်တဲ့ပစ္စည်းလဲပေါ်တဲ့မမနာ ကြီးတဲ့လူလင်900အဲ့ဒီလူလင်900ကိုဘေဒင်၃ပုံသင်ပေးတယ်။အဲ့ဒါဘေဒင်၃ပုံကိုတက်ပြီဆိုတော့အဲ့ဒီလူလင်900ကဆရာကြီးလဲဘေဒင်၃ပုံကိုတက်တယ်ဒိုလဲဘေဒင်ကုန်တက်ပုံတက်တယ်ဘာမှထူးတာမဟုတ်ဘူးဆိုပြီးတော့ ပြိုင်နေပေါ့ဆရာကြီးကိုတိတ်ပြီးတော့မခံလေးစားလှုပ်တယ်ပေါ့အဲ့တော့ဒီနေ့တော့သူတို့ကဘယ်လောက်ထိလှုပ်လဲဆိုတော့ဆရာကြီးကနေသာ ပြုတ်မှနေသာလေးလှုပ်နေတယ်အနန္နမှာဇီးပင်တပင်လည်းရှိတယ်အဲ့ဒါအဲ့ဒီလူလင်တွေကအဲ့ဒီနာရောက်လာပြီးတော့ဇီးပင်ကိုလက်နဲ့ခောက်ပြီးတော့ဒီဇီးပင်ဟာဘာအနှစ်မှမရှိဘူးလို့ပြောတယ်တဲ့ဆရာကြီးကိုရွဲ့ပြီးတော့ပြောတာပေါ့ဆရာကြီးကလည်းနားလည်တာပေါ့အဲ့ဒါနဲ့အဲ့ဒီတပည့်တွေကိုအကုန်လုံးခေါ်ပြီးတော့ပု္ပ္ပာတစ်ခုမေးတယ်အဲ့ဒီပု္ပ္ပာကဘာလဲဆိုတော့ ကာလောကတတိဘူတာနိတပ်ပေနေဝသဟတနာယောစာကာလကတောဘူတောတံဘူတံပစနေပစီတဲ့ပု္ပ္ပာလေးကအဓိပ္ပာယ်ကဘာလဲဆိုတော့တည်တည်ချာချာနားထောင်နော်ကာလောအချိန်ကာလသည် သဟတနာမိမိနဲ့တကားဘူတာနိတတ္တဝါတို့ကိုကတတိဝါမျိုးနေတယ်အချိန်ကာလသည်မိမိနဲ့တကားတတ္တဝါအလုံးကိုဝါမျိုးနေတယ် သူ့ကိုယ်သူလည်းကုန်ခန်းသွားစေတဲ့တတ္တဝါတွေကိုလည်းဝါမျိုးဖြစ်တယ်အချိန်ကာလဘယ်တတ္တဝါမှအချိန်ကာလရဲ့ဝါမျိုးတာကို မခံရဘူးဆိုတာမရှိဘူးနော်ဘယ်သူဖြစ်ဖြစ်တရက်ကုန်သွားရင်24နာရီကုန်သွားတာပဲအတူတူဝါမျိုးခံရတယ်ပေါ့ဟုတ်လားတတ္တဝါအလုံးကို အချိန်ကာလကမိမိနဲ့တကွဝါမျိုးဖြစ်တယ်ဒါပေမဲ့တဲ့ထူးဆန်းတာတစ်ခုထူးဆန်းတဲ့တတ္တဝါတယောက်ရှိတယ်တမျိုးရှိတယ်အဲ့ဒါကဘာတော့ဆိုတော့ ယောစာကာလကတော့ဘူတော်တဲ့အဲ့ဒီတတ္တဝါကတတ္တဝါတွေကိုဝါမျိုးနေတဲ့အဲ့ဒီကာလကိုပဲပြန်ပြီးတော့ဝါမျိုးတွေတဲ့ကာလကတတ္တဝါတွေကိုဝါမျိုးတွေဒါပေမဲ့အဲ့ဒီတတ္တဝါကကာလကို ပြန်ပြီးတော့ဝါမျိုးတယ်ဒါတွေမကဘူးတဲ့တံဘူတံပစနိန် ပစီတဲ့တတ္တဝါတွေကိုပူလောင်အောင်ချက်ပြုတ်နေတဲ့ရွှွမြိုက်နေတဲ့အရာကိုပဲသူကပြန်ပြီးတော့ပူလောင်အောင်ရွှွမြိုက်တယ်ချက်ပြုတ်တယ် ဒကမာကြီးတွေထမင်းချက်ပြီဆိုတော့ဒါလျှက်စစ်မိသူမဟုတ်ထင်းပြီးမိသွေးမိမိတမိမိနဲ့ချက်ကြရပေါ့နော်။နပူလုံးတော့အပေါ်ကတည်ထားတဲ့အာဟာရတွေဟာကျက်သွားရတယ်ပေါ့။ဟုတ်လားအာဟာရကိုကျက်အောင်မိဖြင့်ချက်တယ်။အဲ့ဒါလိုပဲတတ္တဝါတွေကိုကျက်အောင်ချက်နေတဲ့အရာရှိတယ်တဲ့။တဲ့လေပြောရင်ပူအောင်ရှို့နေတဲ့အရာရှိတယ်ပေါ့။အဲ့ဒီတတ္တဝါတွေကို ချက်နေတဲ့အရာကိုပဲအဲ့ဒီတတ္တဝါကပြန်ပြီးတော့ချက်တယ်။ တတ္တဝါတွေကိုပူလောင်အောင်ရှို့တဲ့မီးကိုပဲသူကပြန်ပြီးတော့ရှို့တယ်။အဲ့ဒီတတ္တဝါဘယ်တတ္တဝါလဲလို့မေးတာ။အလွန်လေးနဲ့ပါနေနော်။ပြန်ပြောမယ်နော်။ကာလကတတ္တဝါတွေကိုဝါမျိုးတယ်။ဒါပေမဲ့အဲ့ဒီတတ္တဝါကတော့ကာလကို ပြန်ဝါမျိုးတယ်။တတ္တဝါတွေကိုပူလောင်အောင်ချက်ပြုတ်တဲ့အရာကိုပဲသူကပြန်ပြီးတော့ချက်တယ်။အဲ့ဒီတတ္တဝါဘယ်တတ္တဝါလဲလို့မေးတော့မဖြေနိုင်ဘူး။အဲ့ဒီမှာအဲ့ဒီတပည့်တွေကိုဦးဇင်းတို့အချင်းခုနှစ်ရက်ပေးတယ်။ ခုနှစ်ရက်တာကုံသွားတယ်အဖြေကမရအောင်အဲ့မှာတပည့်တွေကိုအကုန်ခေါ်ပြီးတော့ဘုရားလုံးကအဖြေမပေးသေးခင်မှာသူတို့ရဲ့မမနာကိုကြားအောင်ဗာပြောလဲဆိုတော့လူတိုင်းလူတိုင်းထမ်းသီးမဲ့ပမာဏခန့်ရှိတဲ့ခေါင်းရှိကြတာချင်းအတူတူပဲတဲ့နော်ထမ်းသီးမဲ့ကြီးလောက်ရှိတဲ့ခေါင်းကတော့လူတိုင်းရှိတယ်ဟုတ်လားဒါပေမဲ့လို့ ြောလိုက်လို့ရှိရင်တိတက်တဲ့နားလေတက်တဲ့ညံနာတစုံရှိဖို့ကတော့မလွယ်ဘူးတဲ့ဟုတ်လားခေါင်းတော်လူတိုင်းရှိတယ်တိတာတော့လူတိုင်းမသိနိုင်ဘူးဒါပြောတာဉာဏ်ပညာကတော့လူတိုင်းမရှိဘူးအဲ့ဒါလို့ပြောပြီးတော့ဘုရားလောင်းကဘာဖြေလဲဆိုတော့အဲ့ဒီကာလကိုပြန်ပြီးတော့ဝါမျိုးတဲ့တတဝါတွေကိုပူလောင်အောင်ချက်ပြုတ်တဲ့အရာကိုပြန်ချက်တဲ့ပုဂ္ဂိုလ်ဟာဘာလဲဆိုတော့ယဟန္တာပုဂ္ဂိုလ်ကိုပြောတာတဲ့ နော်ဒကာသမားတို့ဦးဇင်းတို့တွေကတော့ကာလရဲ့ဝါးမြူတာကိုပဲအမြဲတမ်းခံရမယ်ဆိုကြပါစို့အခုနှုတ်ပြူခဲ့တဲ့အချိန်လေးတွေကုန်ခဲ့ပြီအနေထားလေးတွေဘယ်သူကဝါးမြူသွားတော့ကာလကဝါးမြူသွားအခုအရွယ်အလက်ပိုင်းလေးတွေလည်းမကြခင်ဒါကုန်တော့မယ်နဖူးကြီးကိုမကြီးကိုဖြစ်မယ်ပေါ့ဟုတ်လားဘယ်သူကဝါးသွားတာတော့ကာလကဝါးသွားတာပဲအဲ့ဒါလိုနဲ့နောက်မကြီးဦးကြီးတွေရဲ့အနေထားကိုလည်းသေးပြီဆိုတော့ဟောကာလကဝါးသွားတော့ကုန်သွားပြန်ရော့ ဲ့ဒါလိုနဲ့နောက်ဘဝတစ်ခုခုပရိသေနေမယ်ပေါ့ဗျာနေပြီဆိုတော့လည်းပဲအဲ့ဒီအနေထားလေးကကုံမြအောင်မယ်ဘယ်သူကဝါသွားတော့ကာလာကပဲဝါသွားတာဟုတ်လားမွေရာကဘာလို့မွေပြီးတော့နုနုလေးနဲ့ပြိုမယ်ပြိုရာကအိုမယ်အိုရာကနေသိမယ်ကာလာရဲ့ဝါမြုံမှုကိုသာနဲ့အချိန်နဲ့အမျှခံရရတယ်ပေါ့ရဟန္တာပုဂ္ဂိုလ်တွေကြတော့အဲ့လိုမဟုတ်ဘူးဒီဘဝသုတိရဲ့အခြားမဲ့မှာနောက်ထပ်ပရိသေနေစရာကာလာဆိုတာမရှိဘူးဒါကြောင့်သူဝါမျိုးခံเสียအကြောင်း မရှိဘူး။အိုတရားကာလဆိုတာ မရှိဘူး။တေတရားကာလဆိုတာ မရှိဘူး။ဒါကြောင့်ကာလကိုသူကပြန်ပြီးတော့ဝါမျိုးတယ်ဆိုတာအကြံမြင်အဲ့ဒါလိုနားလည်ရမယ်။နောက်တတ္တဝါတွေကိုပူလောင်အောင်ရှုတ်မြိုက်တဲ့မီးကိုသူကပြန်ပြီးတော့ရှို့တယ်ဆိုတာကတော့တတ္တဝါတွေကိုပူလောင်အောင်ရှုတ်မြိုက်တဲ့မီးဆိုတာကိလေသာကိုပြောတာပါ။နောက်လောဘဒေါသကိုပြောတာ။ယန္နာမှာအဲ့ဒီလောဘဒေါသဆိုတာမရှိတော့ဘူး။မီးကိုပဲမီးနဲ့ပြန်ရှို့တယ်ဆိုတဲ့အတိတ်ပဲအလွန်တရာမှစမ်းကြည့်တဲ့ဥပမာပေါ့နော် မီးဆိုတာကလည်းပဲသူကရှုတော့ကအမျိုးမျိုးရှိတာဟုတ်ဗျပူတဲ့နေရာမှာဥပမာပေးတာရှိတယ်အလင်းရောင်အနေနဲ့ဥပမာပေးတာရှိတယ်လောင်ကျွမ်းသွားစီတယ်ပျက်စီးသွားစီတယ်ဆိုတဲ့နေရာမှာဥပမာပေးတာရှိတယ်မီးဆိုတာပူတယ်ဟုတ်လားပူလို့ပူတာနဲ့ဥပမာပေးတာလည်းရှိတယ်အမီးနဲ့ရှုလိုက်ရင်လောင်ကျွမ်းသွားတယ်ပျက်စီးသွားတယ်ဒါကိုဥပမာပေးတာလည်းရှိတယ်ဒီမီးကလေးထွန်းထားလို့လင်းနေတယ်ဒါကောင်းတဲ့ဘက်ကျတော့သူ့ကိုဥပမာပေးပြန်တယ်အခုဒီမှာတော့ ော်ကိလေသာဆိုတဲ့မီးကိုပဲပြန်ပြီးတော့နောက်မီးတစ်မျိုးနဲ့ရှုပ်ပြန်တယ်။နောက်မီးကဘာလဲဆိုတော့ပညာမီးပဲ။မီးကဒီနေရာမှာဥမာနှစ်မျိုးရတာနော်။ပူလောင်စေတတ်တဲ့မီးရဲ့အဲ့ဒီအပူကိုပျက်စီးပျက်စီးကုန်ခန်းသွားစေအောင်ရှုပ်မြတ်ပြင့်မယ်။နောက်ပညာမီးရဲ့သဘောပေါက်ရဲ့လားဗျာ။ဒါကဓမ္မတို့ဦးဇင်းတို့တွေကပညာမီးကတိတ်မထက်သေးတော့အဲ့ဒီပူလောင်အောင်ရှုပ်မြိုက်နေတဲ့ကိလေသာမီးကပဲအားကောင်းနေတော့အမြဲတမ်း ဆင်းရဲရတယ်ပေါ့ဟုတ်လားအဲ့ဒီမိကိုကိုကကုံခန်းသွားအောင်ရှုတ်မြိုက်မပစ်နိုင်သေးဘူးပေါ့ရဟန္တာအရှင်မြတ်များမှာတော့ကိလေသာမိကိုညံမိဖြင့်ရှုတ်မြိုက်ပစ်လိုက်တယ်အဲ့မှာကိလေသာမိတွေအကုန်လုံးမရှိတော့ဒါကိုပြောတာနော်မိကိုမိဖြင့်ရှုတ်တယ်ပူအောင်ချက်တဲ့အရာကိုပဲသူကပြန်ပြီးတော့ချက်တယ်လက်ပိတ်တဲ့ဘောင်းတို့ကောင်တို့ဒီဇက်တော်မှာလာတဲ့ဒီအသေးပဲလေးတွေနဲ့ချက်ထွင်ပြီးတော့စဉ်းစားရမယ် တတဝတိုင်းတတဝတိုင်းကိုအချိန်ကာလကဝါမျိုးတယ်တနည်းအားဖြင့်အနိစ္စကဝါမျိုးတယ်အနိစ္စဖြစ်ကြရတာကြီးပျက်စီးကြရတာကြီးချုပ်ပျောက်ကြရတာကြီးပါဟုတ်ရလားအေးအဲ့ဒီလိုပျက်စီးမှုကအမြဲတမ်းနှိပ်စက်နေလို့ဒီရှင်သန်မှုတန်ဖိုးမရှိဘူးသို့တော်လည်းပဲဒီရှင်သန်မှုလေးတဲကနေရှင်သန်နေရင်းဖြင့်အသိဉာဏ်ပညာကိုရအောင်လုပ်နိုင်မယ်ဆိုရင်တော့ဘာဝနာတရားကိုစူးစမ်းနိုင်မယ်ဆိုရင်တော့ ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်လုပ်နိုင်မယ်ဆိုရင်တော့တန်ဖို့ရှိတာကိုမရဘူးလားရတယ်။ဒါကြောင့်ရှင်သန်ခြင်းရဲ့အနှစ်သာရသည်အတိဉာဏ်ပညာ။တနည်းအားဖြင့်ဘာဝနာတရားပေါ့။ဉာဏ်ပညာမပါသော ရှင်သန်မှုသည်ဘာတန်ဖို့မှမရှိဘူး။ဒါကြောင့်ကိုယ့်ရဲ့အခြေအနေဘလို့ကုန်လဲဆိုတာစဉ်းစားရမယ်ပေါ့နော်။အတိဉာဏ်ပညာရအောင်မလုပ်လိုက်ရဘဲနဲ့ကုန်သွားတဲ့အခြေအနေကတော့အချီနေပဲအလကားပဲ။ ဟုတ်ရဲ့လားအသိဉာဏ်ပညာရလိုက်တဲ့အချိန်လေးတွေကတော့အလွန်တန်ဖို့ရှိတယ်ပေါ့